မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံဒီအလုံးကြီးတရာကျော်ကျဲချတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November လ3ရက်နေ့မှာတောင်ကုန်းမြို့နယ်ပန်းမြောက်တောင်အနီးနယ် ဇီးကိုင်းတောင်အနောက်ဘက်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အရခတပ်တော်အေအေတို့တိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကလေးချောင်းကနေဘုံသီးအလုံးကြီးတရာကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တောင်ကုန်းမြို့နယ်ပန်းမြောက်တောင်ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမြောက်တပ်ရင်းကိုအေအေကသိမ့်ပိုက်ထားပြီးတဲ့နောက်စစ်ကောင်စီကစက္ကခ၅တပ်မကိုလေးချောင်းကနေပြစ်ကူပေးပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအပြင်းထန်ဆုံးကတော့အခုပန်းမြောက်တောင်ပေါ်ပန်းမြောက်တောင်အနီးမှာဖြစ်နေတဲ့တိုက်ပွဲကမနေ့ကရက်သွားတယ် ်ပန်းမြောက်တောင်ရက်တော့ဇီးကိုင်းတောင်အနောက်ကျောမှာပြန်ဖြစ်တယ်ဇီးကိုင်းတောင်အနောက်ကျောကရန်နာပြီးတော့နိုဝင်ဘာလ6ရက်နေ့မှာပန်းမြောက်တောင်မှာပြန်ဖြစ်တယ်မြေပြင်အနေထားထက်လေကြောင်းတိုက်ခိုက်မှုကတအားကိုပြင်းထန်တယ်စစ်ကောင်စီကဘုံဒီအလုံးရေကိုယာနဲ့ချီပြီးတော့ကျဲချနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်တောင်ကုန်းမြို့တိုက်ပွဲဟာမြို့ပေါ်နဲ့အလွန်နီးကပ်လာနေပြီးတော့ခုနမိုင်ပတ်လည်မှာဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ် စကခ9နဲ့3ပိုင်အကွာမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးတော့တောင်ကုန်းမြို့မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီတပ်ရင်းများကိုအရခတ်တပ်တော် AE ကလက်နဲ့ချီပြီးတော့ဝိုင်းရပိတ်ဆို့ထားပြီးတဲ့နောက်အော်တိုဘားလနောက်ဆုံးဘက်ကဆက်ပြီးတော့ထိုးစစ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကမြို့အပြင်မှာဆိုပေမဲ့စစ်ကောင်စီရဲ့လေကြောင်းကတိုက်ပွဲဖြစ်ရာကိုဘုံကျဲခဲ့ရာကတောင်ကုန်းမြို့အလေဘဟုတဲ့တဲ့ကနေပြီးတော့လေရင်နဲ့ဘုံကျဲသွားတာမြို့ကန်တွေကကြောက်ကြတာပေါ့။တခြားနေရာကဘုံသွားကျဲလဲရတာပဲမဟုတ်ဘူး။ ြို့အလဲတဲတဲကနေပြီးတော့အေးအေးလေးရှိတဲ့နေရာတွေကိုဘုံကျဲတက်ခိုက်နေတယ်တစ်ဖက်ကလည်းပြန်ပြည့်ရင်အကုန်နာကြလိမ့်မယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ပန်းမြောက်တောင်အမြောက်တက်ရင်ကိုထိုးစစ်ဆင်တက်ခိုက်နေတဲ့အချိန်အောက်တိုဘာလ31ရက်နေ့မှာအာရခတက်တော်အေးအေးဘက်ကတောင်ခုတ်မြို့အဝင်တက်ကတူအနီးမှာရှိတဲ့ဌာနဘောင်းဆောင်ရှိတဲ့စစ်ကောင်စီရဲ့စစ်စေးရေးမောင်းတံဂိတ်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့သိရပါတယ်တောင်ခုတ်ကိုမတိုက်ခင်အန်းကိုအရင်ထိုးစစ်အရှိန်ဟုန်မြင့်နေ တပတ်ကျော်မှတောင်ကုန်းစစ်မျက်နှာကိုဖွင့်နေအဓိကအန်းကိုတောင်ကုန်းကစစ်ကူမပေးနိုင်အောင်ပေါ့ဂျားထဲမှာလည်းမအီကိုတက်တော်ကတင်ထားပြီဆိုတော့အခုစစ်ရေးကပြောရရင်တော့တောင်ကုန်းမှာရောအန်းမှာရောအေကအသာစီးရနေတယ်လို့ပြောလို့ရတယ် ်ပန်းမြောက်တောင်မှာအမြောက်တက်ရင်ကိုရက်ပိုင်းအတွင်းမှာတင်လိုက်တာကိုကြည့်ရင်သိနိုင်ပါတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အေအေရဲ့တိုက်ခိုက်မှုကြောင့်မောင်းတန်ဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဒူရဲအုပ်အဆင့်ရှိသူတအုပ်နဲ့ရဲတပ်သားငယ်တအုပ်ဒဏ်ရာအပြင်းထန်ရပြီးတော့စစ်စဲရုံမှာစေကူသားမှုခံယူနေတဲ့အချိန်နိုဘယ်မာလာ၂ရက်နေ့မှာတေဆုံးသွားတယ်လို့သိရပါတယ်။တောင်ကုန်းမြို့နယ်မှာစစ်ကောင်စီရဲ့စကခ၅တပ်မှခမရ၅၄၄တပ်ရင်း ခမရ346တရင်တို့ရှိတယ်လို့သိရပါတယ်လက်ရှိအချိန်မှာတောင်ကုန်းမြို့ထဲမှာအရက်သားပြည်သူ6000ကျော်ပိတ်မိနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကမြို့ပြင်ကိုထွက်ခွေမပြုဘဲပိတ်လောင်ထားကလူသားတိုင်းကအဖြစ်နဲ့အုံပြုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကပြန်လည်ဆုတ်ခွာသွားတဲ့အချိန်လက်နက်ခဲယမ်းများနဲ့မူရဲစေဝါတုံးဆွဲထားတဲ့စစ်ထိုးအပ်များကိုတွေ့ရှိခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ KNU ထိန်းချုပ်နယ်မြေ ကြိုက်ထုံမြို့နယ်အတွင်းမှာစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့တပ်မခွန်ခွန်တပ်မလေးလေးဦးဆောင်တဲ့အင်အား200ကျော်ကစစ်ကြောင်းကမုတ်ပလင်တိန်စရက် လမ်းပိုင်းကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးနေမြေရှင်းလင်းရေးဆောင်ရွက်ရမှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့2023 2024ကပ္ပစထုတ်5.56 G ဖာကွန်တစ်ခုနဲ့ G ကွန်များ RPG အခွန်တစ်ခုမပောက်ကွဲသေးတဲ့40မမလက်နက်ကြီးတစ်လုံးစစ်ပျောက်ကြားဖက်နက်တရံ120မမလက်နက်ကြီးကြီစားတစ်ခုနဲ့စေကူတာထားတဲ့စင်းထိုးအပ်တဲ့ဂွန်းတွေကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။စစ်တပ်ကပြစ်ခတ်လိုက်တဲ့120မမလက်နက်ကြီးကြောင့်ဖုံကြီးကြောင်ဇရက်တစ်ခုအနည်းငယ်ပျက်စီးသွားပြီးတော့ပြည်သူတွေရဲ့နေအိမ်တစ်လုံးမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စင်းထိုးအပ်တဲ့ဂွန်းက ကတွေးတယ်မရှိဘူးမူရစီဝါတောင်းတာဖြစ်နိုင်တယ်လို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တက်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းကပြောဆိုထားပါတယ်။အဲ့ဒီနောက်မှာတော့နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းကစပြီးတော့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တက်ကျင်းနယ်ကာကွယ်တပ်ဖွဲ့နဲ့တော်လန်ရေးအင်အားစုများကတိုက်ပွဲဖြစ်ပွားရာနေရာများစစ်ကောင်စီရဲ့လက်နက်ကြီးကြပြီးတော့ပျက်စီးသွားတဲ့နေရာတွေကိုနေမြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝဲတရချောင်းလမ်းပိုင်းမှာမြေတင်ကားနှစ်စီးနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က၃ဦးသေဆုံးပြီးစစ်တပ်ကပြန်လည်ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ကြီးစံထိမှန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့မနက်9:40မိနစ်ခန့်မှာတရချောင်းဘက်ကနေပြီးတော့ဒဝဲဘက်ကိုမောင်းနှင်လာတဲ့မြေတင်ကားနှစ်စီးနဲ့လိုက်ပါလာတဲ့စစ်ကောင်စီတပ်သားများကို တော်လိုက်တပ်ဖွဲ့များကမိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးထက်မနည်းသေဆုံးပြီးတော့စစ်တပ်ကလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုကြောင့်ထိုင်းရီဆိုင်ဖွင့်ထားတဲ့အသက်၄၀နှစ်အရွယ်မတ်ဝေစစ်တပ်ကပစ်ခတ်လိုက်တဲ့ကြီးစံထိမှန်ပြီးတော့ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။တရက်ခရိုင်တရင်ကနေပြီးတော့ဒဝဲဘက်ကိုတက်ပြီးအင်အားတပ်ဖြည့်တာပါ။ အရင်လားကအုတ်တူရွာမဲနဲ့အိုးရွာတရက်နှစ်ခွရွာတွေကိုစစ်ကြောင်းထိုးဖို့ဆင်းလာတဲ့ကောင်တွေပေါ့မနေ့ကဒဝဲတရင်ဘက်ကပြန်ခေါ်လို့တတ်တာပြည်သူတွေကိုဖမ်းသွားတာတော့မရှိဘူးမိုင်းဆွဲပြီးတဲ့နောက်မှာတော့စစ်သားတွေကတနက်နဲ့ရမ်းပစ်လို့ထမ်းရည်ရောင်းတဲ့အမျိုးသမီးမှကြီးစံထိသွားတယ်စိုးရင်ရတယ်လို့ဒေတာတွင်စီရေးတရေရေးမိကပြောဆိုထားပါတယ်အချက်မဲ့စစ်ကောင်စီတပ်သားများပြစ်ခတ်မှုကြောင့်တနက်ကြီးစံထိမှန်ခဲ့တဲ့မဝေဟာလက်ရှိအချိန်မှာဒဝဲစေးယုံကြီးကိုပို့ဆောင်ထားရပြီးတော့စေကူတမှုခံယူနေရကဒရယာအချိန်နေစိုးရိမ်ရကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ဘောပင်ရွာကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့ညနေ9:00နာရီကမှဘောပင်ရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကျင်းပတ်နေတဲ့အချိန်တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတဲ့အတွက်ကြောင့်ဘောပင်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများအားလုံးထွက်ပြေးသွားကြတယ်လို့သိရပါတယ်။စစ်ခွေးထိခိုက်သေးဆုံးမှုတော့မသိရ သေးဘူးကျွန်တော်တို့ဝေတိုက်တဲ့အချိန်မှာစစ်ခွေးနဲ့ပြူစောထီးတွေခွေးပြေးဝက်ပြေးပြေးကြတာ60မမတစ်လုံးနဲ့စစ်ယူနီဖောင်းတော့တင်းစီရရှိခဲ့တယ်လို့တာယာဝရီခရန်တရဲ383ညနဲ့တင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါတယ်အကြမ်းမဲ့စစ်ကောင်စီတပ်သားများထံကနေပြီးတော့60မမလက်နက်ကြီးကြီးတစ်လုံးနဲ့စစ်ယူနီဖောင်းကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်ကြောင်းဟာ ဂျိုးပင်ကောင်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးပြီးတော့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတရရင်383တက်တခွဲ3နက်စစ်တီတပ်ဖွဲ့တရရင်383နှစ်ညီအောင်ပြောက်ကြတာဖွဲ့ BTZM GBK PDF ဘကိုးရုံးမှအခြေပြုတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ဖလံအိုကြီးရွာဖုန်ကြီးချောင်းကိုအကြမ်းတပ်ဆက်တပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းမှာပခုတ်ကူမြို့နယ်ဖလံအိုကြီးရွာဖုန်ကြီးချောင်းကိုအကြမ်းတပ်ဆက်တပ်ကလေးချောင်းကနေဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့ရာဖုန်ကြီးချောင်းမှာရှိတဲ့အဆောက်အဦအများပြားပျက်စီးသွားတယ်လို့သိရပါပါတယ်။ရွာထဲမှာကလက်ရှိလူမနေကြဘူး။ရှင်မကန်ဇီးကုန်းကပြူစောတိတွေသတင်းပေးလို့ဘုံလာကျဲသွားတာ။ ဖုန်ကြီးကြောက်တော်တော်ပြက်စီးသွားတယ်ရန်ကုန်ကဒကာဒကမတွေကတေချာဆောက်လုပ်လှူဒန်းပေးထားတာအခုတစောင်းတိုင်းပြီးရင်ပြန်ပြီးတော့အဝင်ခံမယ် လုံခြုံရေးလုပ်ပေးမယ်လို့ PDF တွေကပြောထားတာကိုကြားပြီးတော့ပြူစောထီးတွေကမနာလိုလို့လေချောင်းကနေဘုံကျဲခိုင်းတာလို့ပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဆက်တက်ကလေချောင်းကနေဘုံကျဲခဲ့တဲ့ဖလန်အိုကြီးရွာဟာအင်ဂျီ900ခန့်ရှိတဲ့ရွာကြီးတွေရွာဖြစ်ပြီးတော့လျှက်စစ်မီရရှိတဲ့ကြီးရွာတွေရွာဖြစ်တယ်လို့သိရပါတယ်ပခုတ်ကူမြို့နယ်အတွင်းမှာအကြမ်းဆက်သားများနဲ့ပြူစောထီးများရဲ့မိရှို့ဖျက်ဆီးမှုကြောင့်ဖလန်အိုကြီးရွာအပါဝင်ကြန့်ရှိနေတဲ့ကြီးရွာများကနေအိမ်8000ခန့်ဟာမိလောင်ပျက်စီးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတနိုင်ငံလုံးမှာလျှက်စစ်မီးများပြတ်တောက်ပြီးအလဲကျဓာအားပေးစနစ်နဲ့မီးပေးနေရတာဟာနိုင်ငံရဲ့လျှက်စစ်လိုအပ်ချက်ကို90ရာခိုင်နှုန်းကန်တာဓာအားထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်တယ်လို့စစ်ကောင်စီရဲ့လျှက်စစ်ဝန်ကြီးဌာနကဝန်ခံထုတ်ဖော်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ဝန်လုံးမှာတဘာဝတန်ွေရရှိမှုယုံနေခြင်းနဲ့ဓာအားလိုင်းများဖြတ်စည်းခံရခြင်းရေကြီးရေလျှံမှုကြောင့်ရေဝင်ရောက်မှုရှိတဲ့ဓာအားပေးဆက်ယုံများပြုပြင်ဆောင်ရွက်နေရတဲ့အတွက်လိုအပ်ချက်ရဲ့ ရာဂိုင်နှုန်း90ရာဂိုင်နှုန်းကန်တာထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ပြောဆိုထားပါတယ်။နိုင်ငံမှာရှိတဲ့ရေအားလျက်ဆက်ဆက်ယုံ30ခု၊ကဘာဝဓာတ်ငွေ30ယုံ28ခုနဲ့ကြောင်ပြီးသွေး30ဆက်ယုံ2ခု၊နေအောင်ကြီးစွမ်းအင်30ဆက်ယုံ8ခုတို့မှာစွမ်းအားပြည့်လဲပတ်ပါကလျှက်ဆက်ဓာတ်အားဟာ8248မဂါဝက်ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့်လျှက်ဆက်ဓာတ်အားဟာ2800မဂါဝက်သာထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။ဓာတ်အားပေးဆက်ယုံများကနေထွက်ရှိတဲ့ဓာတ်အားကိုပို့လွှတ်လျက်ရှိတဲ့230 kV 132 kV ဓာတ်အားလိုင်းများဖြတ်စည်းခံထားရခြင်းကြောင့်ဓာတ်အား1489 MW အတရင်ယော်နေပြီးတော့ထုတ်လုပ်ရခြင်းနဲ့အတူသဘာဝတန်ခွေရရှိမှုဟာလည်းယော်နေလျက်ရှိတဲ့အတွက်သဘာဝတန်ခွေ3လျှက်စစ်ဓာတ်အပေးဆက်ယုံများကလျှက်စစ်ဓာတ်အားထုတ်ယူပေးနိုင်မှုဟာလည်းယခုကာလအတွင်းမှာ229 MW ခန့်ယော်နေလျက်ရှိတယ်လို့သိရပါဗျ။ရေအားနဲ့သဘာဝတန်ခွေ3ဆက်ယုံများရဲ့ထုတ်လုပ်မှုဟာ1814 MW ခန့်အတတင်းယော်နေနေတယ်လို့သိရပါဗျ။နိုင်ငံရဲ့လျှက်စစ်လိုအပ်ချက်မှာ2900ခိုင်နှုန်း ိုးတက်ပြီးတော့သုံးဆွဲလျက်ရှိတဲ့အတွက်စုစုပေါင်းတရက်လိုအပ်ချက်ဓာတ်အား9483မဂါဝက်ရှိတော်လဲရေကြီးရေရှမ်းမှုအခြေအနေများကြောင့်အခုကာလမှာတရက်ကိုပြန်ပြ2800မဂါဝက်ခန့်သာထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။တနိုင်ငံလုံးအတွက်တရက်လိုအပ်ချက်ရဲ့90ရာခိုင်နှုန်းကိုသာထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။ 2021ခုနှစ်မှာနိုင်ငံတနိုင်ငံလုံးရဲ့လျှက်စက်ဓာတ်အသုံးဆွဲတဲ့အိမ်တော်စုအချိုးဟာ56ရာခိုင်နှုန်းရှိခဲ့ရာကနေပြီးတော့အခု2024ခုနှစ်နိုဝင်ဘာလမှာ68ရာခိုင်နှုန်းအထိကိုတိုးတက်ပြီးတော့သုံးဆွဲလာခဲ့ကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။ရန်ကုန်တိုင်းမှာခရိုင်၄ခုခွဲပြီးတော့နိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတရက်ကို2ကြိမ်ခွဲက8နာရီမီးဖြတ်မှာဖြစ်ပြီးတော့စက်မှုဇုံများမှာတော့တရက်ကို6နာရီသာမီးပိတ်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်း၊နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။